ုံးဆောင်မှုနဲ့အသိပညာပေးစာဘုအရေးချင်းတွေအမြဲတိုးတက်နေဖို့ကံကောင်းရုံနဲ့မအောင်မြင်ပါဘူးအရေးချင်းရှိမှအောင်မြင်တာပါအရေးချင်းရှိဖို့ဆိုတာလဲစင်စက်မပြတ်စူးစမ်းနေမှရနိုင်တယ်အရေးချင်းရှိတဲ့သူဟာလဲ ရောက်တဲ့နေရာမှာရက်တက်မနေပဲထုတ်တက်နေလာပဲဖြစ်ပါတယ်။အရေးချင်းတိုးတက်ဖို့အတွက်အရေးကြီးဆုံးအချက်၃ချက်။နံပါတ်၁အတွေးခေါ်နိုင်စွမ်းရှိရမယ်။လူတိုင်းလုံးနေတဲ့အရေးကြီးဆုံး soft skill တစ်ခုကတော့ thinking skill ပါပဲ။အတွေးခေါ်တွေဟာတန်ဖိုးရှိရယ်။ပြဿနာတစ်ခုခုကြုံတိုင်းမှာ ဘယ်လိုနီးနဲ့ဖြည့်ရှင်းလို့ရမလဲတခြားနီးလန့်တွေရှိပါအောင်မလားရနိုင်မလားဘာကောင်းတယ်ဘာကမကောင်းဘူးဆိုတာကိုတွေးခေါ်တက်တဲ့သူကတိုးတက်မယ်ဆိုမဲ့သူဖြစ်တယ်နံပါတ်1လက်တွေ့အကောင့်ထပ်ဖော်နိုင်စွမ်းရှိရမယ်တွေးခေါ်နိုင်စွမ်းရှိပြီးလက်တွေ့အကောင့်ထပ်ဖော်နိုင်စွမ်းရှိရမယ် လက်တွေ့လှုပ်ဆောင်နိုင်တဲ့စွမ်းရည်မရှိပဲအမြဲတမ်းစိတ်ကူးရှင်နေတယ်ဆိုရင် အခြေခြေတိုးတက်တယ်ဆိုတာမဖြစ်နိုင်ပါဘူးစဉ်းစားထားသမျှကိုလက်တွေ့လှုပ်တတ်တာကကိုယ်တိုင်အတွက်ဖြစ်စေအဖွဲအတွီးအတွက်ဖြစ်စေတန်ဖိုးရှိစေရယ်နံပါတ်3အကောင့်တွေပေါ်လုံနေတဲ့အလုပ်တွေကိုတိုးတက်မှုရှိရမယ် ိုလုတ်တဲ့အလုတ်ကတကယ်တိုးတက်မှုရှိလားဆိုတာကိုကိုတိုင်လည်းတတိထားဖို့လိုတယ်ကိုအလုတ်တူအပေါ်အဖွဲအပေါ်ဘလောက်အကျိုးရှိလဲဘလောက်တိုးတက်တယ်ဆိုတာကိုသိဖို့လိုတယ်တကယ်တိုးတက်မှုလည်းရှိရမယ်အရေးချေတိုးတက်ဖို့ဆိုတာအစ်စ်အစ်စ်တွေတင်ယူဖို့အပြင် တင်ယူထားတာတွေကိုအကောင့်အထည်ပေါ်ဖို့ကြောင်းလဲဖန့်သိဖို့ပဲလိုအပ်ပါတယ်။တဲ့အနာဂတ်အတွက်သာမကပဲအခြားသူတွေအတွက်ပါတိုးတက်မှုရှိအောင်စူးစမ်းပေးတာကတကယ်တန်ဖိုးရှိရဲ့အရေးချင်းဖြစ်ပါရဲ့ဒီဗီဒီယိုလေးကို share သွားလို့ရပါတယ်။